Xiaomi Redmi ဖုန်းတွေကိုင်တဲ့သူတိုင်းသိထားသင့်ပါတယ်။မီဖုန်းတွေမှာကျွန်တော်တို့တရုတ်စာတွေပေါ်နေလို့စိတ်ညစ်နေတဲ့သူတွေပြီးလို့ရှိရင်တရုတ် WeChat တွေပေါ်လို့စိတ်ညစ်နေသူနဲ့လက်နဲ့ဆွဲလိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့တရုတ်ဗီဒီယိုတွေတရုတ်သတင်းတွေတက်လာလို့စိတ်ညစ်နေတဲ့သူတွေဒါတွေကိုဖယ်ရှားနေပြီးလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့မီဖုန်းတွေကိုတုံးရတာဆွဲတဲ့အခါမှာလေးလံနေတဲ့သူတွေအဲ့လိုလူများတွေအတွက်ကျွန်တော်တို့ဖုန်းကိုပေါ့ပါတွက်လက်သွားအောင်လုပ်ရတဲ့နည်းလေးကိုမီဖုန်းသုံးတဲ့သူတိုင်းကိုမျှော်ပြပါမယ်။ပထမဆုံးအနေဖြင့်ကျွန်တော်တို့ကဖုန်း setting တွေကိုဝင်ပေးပါ။ ဖုန်းဆက်တင်လေးကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအောက်ဆုံးကိုတစ်ချက်လက်ကလေးနဲ့ဆွဲပေးပါဆွဲပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနားလေးမှာ additional setting လေးကိုဆက်ပြီးတော့ဝင်ပေးပါဒီအဆင့်ကို ကျွန်တော်တို့ကရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနားလေးမှာရှိနေတဲ့ accessibility ကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ်ဒီထဲကိုဆက်ဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနားလေးမှာရှိနေတဲ့ဘာရှင်းကိုကျွန်တော်တို့ကဆက်ပြီးတော့ဝင်ပေးရပါမယ်။ဘာရှင်းကိုကျွန်တော်တို့ဆက်ဝင်လိုက်တဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ဒီအောက်လေးမှာတစ်ချက်လက်ကလေးနဲ့ဆွဲပေးရမှာဖြစ်ပါတယ်။ အောက်ကလေးကိုကျွန်တော်လက်ကလေးနဲ့ဆွဲဆွဲပြီးလို့ရှိရင်ကျွန်တော်တို့က remove animation ဆိုတာရှိတယ်အိုက်ကလုတ်ကလေးကိုကျွန်တော်တို့က on ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့က remove animation ကို online ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီဖုန်းမှာရှိနေရပေါ့နော်ကျွန်တော်တို့ ဒီ animation တွေတော်တော်များများကိုကျွန်တော်တို့ကပိတ်လိုက်တယ်ဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဖုန်းကပို့ပြီးတော့တွက်လက်ပေါ်ပါပြီးတော့တုံးရတာအရင်ထက်အစားပေါင်းများစွာအဆင်ပြေပါတယ်ဒါကမီဖုန်းရောရှောင်းမီဖုန်းတွေအတွက်ဆိုလို့ရှိရင်ဒါအရင်ကိုအဆင်ပြေရဲ့နီးလေးပေါ့နော်ကျွန်တော်တို့ဟုန်းကီးနဲ့ကြော်ထွက်လိုက်ပေါ့နော်ဖုန်းဆွဲရတာလည်းအရင်အဆင်ပြေတယ် application တစ်ခုချင်းစီဝင်လိုက်လို့ရှိရင်လည်းပို့ပြီးတော့တွက်လက်ပေါ်ပါစေရပေါ့နော်နောက်တနည်းအားကျတော့ကျွန်တော်တို့တွေပေါ့နော်ကိုယ့်ရဲ့ဖုန်းမှာခုနကပြောသလိုပေါ့နော်ဒီလိုဆွဲလိုက်ပြီဆိုလို့ရှိရင်ညာဘက်ကိုဆွဲလိုက်ပြီဆိုလို့ရှိရင်ဒီမှာတရုတ်ဝီချက်တွေပေါ်လာမယ်ပြီးလို့ရှိလို့ရှိရင်ကျွန်တော်တို့တုံးရတာအဆင်မပြေ းဘောเนาะအဲ့တော့အပေါ်ဆွဲလိုက်ပြီဆိုလို့ရှိရင်လည်းဒီမှာတရုတ်ဗီဒီယိုတွေတရုတ်စာနဲ့သတင်းတွေဗီဒီယိုတွေအဲ့လိုမျိုးတွေတက်လို့ကျွန်တော်တို့စိတ်ညစ်နေတဲ့သူတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဖြောင်းကြီးလေးကိုဒီဗီဒီယိုလေးမှာကျွန်တော်တို့ကဆက်ပြောပေးမယ်အဲ့တော့ဟုံးကီးနဲ့ကျွန်တော်တို့ကထွားထွက်ပြီးလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ဒီမှာပေါ့နော်တစ်ချက်ဖုန်းရဲ့စက်ခွင်ကိုလက်မလေးနဲ့ကျွန်တော်တို့လက်ညှိုးလေးနဲ့ဒီလိုလေးဖိညှစ်လိုက်ဖိညှစ်လိုက်ပြီးဆိုလို့ရှိရင်ဒီအောက်ဆုံးလေးမှာကျွန်တော်တို့ဆက်တင်လေးပေါ်လာပြီအဲ့ဆက်တင်လေးကိုကျွန်တော်တို့ကဆက်ဝင်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တစ်ချက်ဝင်ပေးပါ ဒီတဲ့ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကမောဆိုတဲ့ခလုတ်ကိုဆက်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီအဆင့်ကိုဆက်ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က APP board ဆိုတာရှိရဲအဲ့တော့ APP board တဲ့ကိုကျွန်တော်တို့ကဆက်ပြီးတော့ဝင်ပြီးပါ ဒီမှာကျွန်တော်တို့က APP ဘောမှာကျွန်တော်တို့က on နေရဆိုလို့ရှိလို့ရှင်ဒီအပေါ်မှာရှိနေရပေါ့နော် WeChat ကလေးတွေတေယော WeChat ကလေးတွေကျွန်တော်တို့ပေါ်နေရဒီ cloud ကလေးကြောင်းပေါ့နော်အဲ့တော့ကျွန်တော်တို့က APP box ကိုကျွန်တော်တို့က cloud ကလေးပိတ်ပေးရမယ် cloud လေးပိတ်ပြီးတော့ cloud ကိုနှိပ်လိုက်ပြီးဆိုလို့ရှင်ကျွန်တော်တို့ဘုံရဲ့မြန်တပြေမှာရှိနေတယ်ကျွန်တော်တို့က WeChat တွေပေါ်လာတော့မှမှုတ်တော့ပေါ့နော်ဒါပထမတစ်ဆင့်ပိတ်ပြီးပြီးလို့ရှိရင်ကျွန်တော်တို့ကဘက်ကလေးနဲ့တစ်ချက်ပြန်ထွက်ပြီးပါဘက်နဲ့ပြန်ထွက်ပြီးလို့ရှိရင်ဒီနားလေးမှာကျွန်တော်တို့ရှိနေရပေါ့နော် switch at on the home screen ပေါ့အဲ့တော့အဲ့ထက်ကိုကျွန်တော်တစ်ချက်ဝင်ပြီးပါ ဝင်ပြီးလို့ရှိရင်ဒီနားလေးမှာအစတိုးပြီးလို့ရှိရင် contact center ဖြစ်နေတဲ့သူတွေကကျွန်တော်နန်းကိုရွေးပေးရမယ်။နန်းကိုရွေးပေးမှတည်းတရုတ်စာတွေတရုတ် WeChat တွေကကျွန်တော်ပျောက်သွားမှာဖြစ်တယ်ဗောနော်။ဒီမှာလည်းကျွန်တော်တို့ကပိတ်ပေးရမယ်။အဲ့တော့ကျွန်တော်တို့ကနန်းကိုတစ်ချက်ရွေးပေးပါ။နန်းကိုရွေးပေးပြီဆိုလို့ရှိရင်ကျွန်တော်တို့က home screen set ပါတဲ့ဒါက home screen set ပါအပေါ်ဆွဲလိုက်ပြီဆိုလို့ရှိရင် Google ကနေပေါ်တဲ့တရုတ်ဗီဒီယိုတွေတရုတ်သတင်းတွေတရုတ်စာတွေပေါ့နော်အဲ့ဒါလည်းပိတ်တဲ့နီးလေးအတွက်ကြောင့်ကျွန်တော်တို့က home screen server ကိုလည်းကျွန်တော်တို့ကခလုတ်ဖွင့်ထားရဲဆိုလို့ရှိရင်ကျွန်တော်တို့ကပိတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ home screen server လေးကိုကျွန်တော်တို့ခလုတ်ပိတ်ပေးလိုက်ပါဒီလိုပိတ်ရိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနားလေးကို remove ကိုဆက်နှိပ်ပေးရမှာပါအဲ့တော့ကျွန်တော်တို့ remove ကိုဆက်ပြီးတော့နှိပ်ပေးပါဒါဆိုလို့ရှိရင်ကျွန်တော်ချက်ပြပြီးပါတော့ကိုယ့်ရဲ့ဖုန်းမျက်နှာပြင်ကိုပြီးလို့ရှိရင်ကျွန်တော်ဒီနားလေးအမှန်ချက်ကလေးကိုနှိပ်ပေးလိုက်။နှိပ်ပြီဆိုရင်ကျွန်တော်ဖုန်းကိုအပေါ်လက်နဲ့တစ်ချက်ဆွဲပြမယ်။အဲ့တော့ဆွဲတဲ့ခါကျတော့ဖုန်းကမရွေ့တော့ဘူးသူလား။မရွေ့တော့ဘူး။အဲ့တော့ဘာတရုတ် ဗီဒီယိုတရုတ်သတင်းမှလည်းကျွန်တော်တတ်မလာတော့ဘူးတော့ကျွန်တော်ညာဘက်ကိုဆွဲချက်ဆွဲပြမယ်ဆိုဝူးချက်တွေလည်းမပေါ်တော့ဘူးစောနာလိုမျိုးဝူးချက်တွေလည်းမပေါ်တော့ဘူးတရုတ်သတင်းတွေတရုတ်စာတွေလည်းကျွန်တော်တို့ကမပေါ်တော့ဘူးပေါ့နော်ဖျောက်လိုက်တာပေါ့အဲ့တော့ကျွန်တော်ကဒီနားလေးမှာတစ်ချက်ပေါ့နော်နောက်တနည်းထပ်ပြပေးမယ်ထပ်ပြပေးမှာကျွန်တော်တို့ application တွေကိုပေါ့နော်ဖုန်းရဲ့မျက်နှာပြင်နှစ်ခုအနေနဲ့သုံးနောက်စာကိုကျွန်တော်ဆက်ပြပေးမယ်အဲ့တော့ကျွန်တော်တို့ကနေပြီးတော့ setting တွေကိုဆက်ပြီးတော့ကျွန်တော်တို့ဝင်ပြီးပါ setting တွေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအောက်ကိုတစ်ချက်လက်ကလေးနဲ့ လို့ဆွဲပေါ့နော်ရှာရင်ပို့ပြီးတော့ရှုပ်လိမ့်မယ်အဲ့တော့ကျွန်တော်ကနေပြီးတော့ဒီနားလေးမှာအလွယ်လေးပဲရိုက်ပြလိုက်မယ်အဲ့တော့ကျွန်တော်တို့ကဒီနားလေးမှာ site bar ဆိုပြီးကျွန်တော်တို့တစ်ချက်ရိုက်ပေးမယ်ပေါ့နော် SID site ပြီးလို့ရှိရင် BR bar site bar ဆိုပြီးကျွန်တော်ရိုက်လိုက်မယ်ရိုက်ပြီးလို့ရှိရင်ကျွန်တော် site bar ကအဲ့လိုရိုက်လိုက်ပြီဆိုလို့ရှိရင်အပေါ်ဆုံးမှာ ပေါ်လာပြီပေါ့နော်အဲ့တော့ site bar ကိုကျွန်တော်တို့ချက်ဝင်ပေးပါကျွန်တော်တို့က site bar လေးကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ site bar ဆိုတဲ့ cloud လေးကိုကျွန်တော် on ပေးရမယ်အဲ့တော့ site bar ဆိုတဲ့ cloud လေးကို on ပေးလိုက်ပါ on လိုက်ပြီဆိုလို့ရှိရင်ဒီဘက် channel လေးမှာပေါ့နော်ကျွန်တော်ဒီမှာမျှားလေးပြတဲ့ channel လေးမှာ site bar ကကျွန်တော်ပေါ်လာပြီအဲ့တော့ site bar လေးကိုကျွန်တော်ချက်လက်ကလေးနဲ့ဒီလိုဆွဲလိုက် ဆွဲလိုက်ပြီဆိုလို့ရှိရင်ဒီမှာ application တွေပေါ်လာပြီနော် TikTok တို့ပြီးလို့ရှိလို့ရှိရင်ကျွန်တော် KitKat တို့ Gallery တို့အဲ့လိုပေါ်လာပြီပေါ်လာပြီဆိုလို့ရှိရင်ဖုန်းရဲ့မျက်နှာပြင်မှာကျွန်တော်တို့ကနေပေါ့နော် screen နှစ်ခုနဲ့တောင်းရမယ်။သူကလည်း screen ကလည်းတိတ်တိတ်လေးမဟုတ်ပန်းတော့နော်ကျွန်တော် maximum screen မျိုးနဲ့ကျွန်တော်တောင်းရဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော် Gallery ကိုတစ်ချက်ဆွဲပြလိုက်မယ်။ဒါဆိုလို့ရှိရင် Gallery ကပေါ်လာပြီပေါ့နော်အဲ့တော့ဒီမှာပေါ့ maximum screen မျိုးနဲ့ဆိုတော့အောက်ကချိနေတဲ့ ဖုန်းမြင့်တဲ့ပြင်ကဆက်ခွင်ကိုလည်းကျွန်တော်အလုပ်လုပ်လို့ရတယ်ဒီဟာကိုလည်းကျွန်တော်အလုပ်လုပ်ရတယ်အာဓာတ်ပုံနေကြည့်မယ်ပြီးလို့ရှိလို့ရှိရင်ကျွန်တော်အစရှိသေးပြီနော်အာဓာတ်ပုံနေကျွန်တော်တို့ဓပုံရင်းစီကိုထောက်ကြည့်မယ်အာဓာတ်ပုံကြည့်မယ်ဘက်နဲ့ပြန်ပြီးတော့ထွက်မယ်ပေါ့နော်အမျက်နဲ့ပြန်ရောက်သွားပြီဆိုလို့ရှိရင်စိုက်ဘားကိုကျွန်တော်တို့ပြန်ဆွဲပေါ့နော်ဆွဲပြီးတော့စွမ်းနာလိုကလေးတွေကိုကျွန်တော်တို့ပြန်ဝင်လို့လည်းရတယ်အဲ့တော့ကျွန်တော်တို့ဒီစိုက်ဘားကိုကျွန်တော်မတုံးကျင်တော့ကျွန်တော်ဖျောက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က အပေါ်ဆုံးကအဆက်30ကိုနှိပ်နှိပ်ပြီးလို့ရှိရင်ဒီနားအချက်ချိကဲကလေးနဲ့ကျွန်တော်တို့ဖြတ်လိုက်လို့ရရပါတော့เนาะအဲ့တော့ cyber ကိုကျွန်တော်တို့ကနေပြီးတော့เนาะနောက်ထပ် application တွေထပ်ပေါင်းခြင်းလဲဆိုရင်အပေါ်ဆုံးကိုဆွဲပြီးလို့ရှိရင်အပေါင်းလေးကိုနှိပ်ကိုထပ်ပေါင်းခြင်းတဲ့ application တွေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ဆိုရင်ဒီမှာပေါ့เนาะ kick cap ကိုကျွန်တော်ထပ်ပေါင်းထည့်လိုက်မယ်အဲ့တော့ cyber ထဲမှာ kick cap ကိုထပ်ထည့်ပြီးတော့ do any dan နှိပ်လိုက်ပေါ့နော်ကျွန်တော် cyber ထဲမှာထပ်ပေါင်းခြင်းလဲဆိုလို့ရှိရင်လည်းပေါင်းလို့ရတယ် cyber ကတော့ပြောမယ်ဆိုလို့ရှိရင်အလွယ်တကူပေါ့နော်ကို cyber လေးကိုဆွဲလိုက်ပြီးဆိုရင် application လေးကိုကျွန်တော်အလွယ်ငွေသုံးတဲ့နေပေါ့ဖုန်းရဲ့မျက်နှာပြင်ကဟာနေလဲသုံးလို့ရတယ် cyber ဟာနေလဲသုံးလို့ရတယ်ပေါ့နော်ဒါကတော့မီသုံးတဲ့သူတွေတိုက်တကယ်ကိုတန်ဖိုးရှိတဲ့နေလေးတွေကိုမျှော်ပေးခြင်းဖြစ်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်